အဲ့ဒီခုနှစ်မျိုးနဲ့ပတ်သက်လို့တော့ခွန်ကြီးတို့ကတော့အထက်ကရအရပြောတာပေါ့နော်တချို့သိပ္ပံသမားတွေကတော့အဲ့ဒီခုနှစ်မျိုးတွေကအမိဝမ်းမှာရှိတဲ့ပုံကုန်နဲ့ပတ်သက်လို့တော့သူတို့ကလည်းနည်းနည်းလက်မခံခြင်းနဲ့ပုံစံတော့စကားပြောကြတယ်။ဒါတော့အသက်မရှိတဲ့ပုဂ္ဂိုလ်ဒီနံပါတ်၁သိတဲ့ပုဂ္ဂိုလ်အသက်မရှိဘူး။နံပါတ်၂အမိဝမ်းတွင်မှာပဋိက္ခဏေကြီးနေတဲ့ပုဂ္ဂိုလ်အသက်မရှိဘူး။နံပါတ်၃မေ့မျောနေတဲ့ပုဂ္ဂိုလ်အသက်မရှိဘူး။နံပါတ်၄ရည်နေနေတဲ့ပုဂ္ဂိုလ်အသက်မရှိဘူး။ နံပါတ်၅သတုဒ္ဒဇံကိုဝင်စားနေတဲ့ပုဂ္ဂိုလ်အသက်မရှိဘူးအဲ့ဒါဘုန်းကြီးတော့သိတော့မပြောကြည့်ဘူးဒါပြင်းနဲ့ပြောတော့ပြောရတယ်ဘာဖြစ်လို့လဲဆရာသားခံထားတယ်လို့ရှင်းမဆွလို့တချို့တချို့ပုဂ္ဂိုလ်တွေကအာတခုတော့ဥပက္ခဣက္ခရာရောက်တော့ပြီဆရာလာလျှောက်ပြီကျေဥပက္ခဣက္ခရာရောက်ရင်အသက်ကျတော့ပုံမြန်ကောင်းလာသလားအာသိကောင်းလားဗျာဟုတ်သလားမဟုတ်လားဟမ် ဘယ်နဲ့တော့ဒီလိုချင်းဟုတ်လားမဟုတ်ဘူးလားမဟုတ်ဘူးသတုတ္တံတမာတိစိုက်ပြီးရင်အသက်ကမရှိဘူးအသက်ရှိလို့တိတ်ကောင်းနေသေးတယ်ဆိုရင်တော့နော်သူသတုတ္တံတမာတိစိုက်ပါလားမစိုက်သေးဘူးသို့တော့ဒီမိုင်းလေးမှာဥပက္ခဣကကရရောက်တာကဟုတ်လားမဟုတ်ဘူးလားသင်္ကနှစ်ပါးရှိတာဟုတ်လားမဟုတ်ဘူးလားမင်းတော့ဟုတ်တယ်တော့တော့ဟုတ်တယ်ဒါပေမဲ့သူကအပ္ပနာကံအင်္ကာတော့မဟုတ်ဘူးဥပစရဇာအင်္ကာပဲဥပစရတမာတိနေကြီးရောက်သွားပြီဆိုလို့ရှိရင်သူနေကြီးကနေစပြီးတော့ ဒုက္ခပြုတ်ပြီးတော့ဥပ္ပကဧကဂရာခေါ်တဲ့ဘယ်ကနှစ်ပါးရှိတဲ့အဆင့်ကိုကူးတယ်ဆိုပြီးအထကရာကတော့ဖွင့်ပြန်ထားပါတယ်။ဒါပြီးနဲ့ဒုက္ခအဲ့သရုပ်ဒဇံတမာတိဆိုက်ပြီးဆိုရင်တော့ဒုက္ခအတက်လုံးလုံးမရှိတော့ဘူး။အဲ့ဒီဒီနောက်တစ်ခုအတက်မရှိတဲ့ပုဂ္ဂိုလ်ကနိရောဓသမဘဝင်ကြတဲ့ပုဂ္ဂိုလ်နိရောဓသမဘဝင်ကြတဲ့ပုဂ္ဂိုလ်ဆိုတာကစိတ်စရိတ်တွေလုံးလုံးချုပ်သွားတယ်။စိတ်စရိတ်တွေချုပ်တဲ့အတက်စိတ်စရိတ်ရှင်ရှားရှိမှဖြစ်နိုင်စွမ်းအားရှိတဲ့သရိစ္ဆာရုပ်တွေကိုပြောင်းမှာမဖြစ်တော့ဘူး။ ယူဝင်လေးလေးထွက်လေဟာအတ္တတပတ္တတစိတ်တသမုဋ္ဌာနာဆိုပြီးအကရမ်များကအတိအကျကျရှင်းထားပါတယ်အသက်ကျူနေတာဟာစိတ်ရှိလို့ရှိတာအသက်စိတ်မရှိရင်အသက်ရှိအောင်မလားမရှိတော့ဒါကြောင့်ငါဟာနိရောဓသမဘဝင်စားတဲ့ပုဂ္ဂိုလ်လည်းအသက်မရှိဘူးနောက်တစ်ခုကတော့ဘလို့အသက်မရှိတဲ့လူမျိုးတော့ရှင်မာရီအသက်မရှိဘူးတဲ့နော်ပေါင်းလိုက်တော့အသက်မရှိတဲ့ပုဂ္ဂိုလ်ဘယ်နှဦးလဲခုနှစ်ဦး အဲ့ဒီခုနှစ်ဦးထဲမှာမိမိကိုယ်ကိုမိမိပြန်ဆန်းပြရငါဟာတည်နေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်သေးဘူးအမိဝါမှာပြိဿနဲ့ဒီနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးမိညိုနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးယင်းနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးသရုဒ္ဒဇံကဝင်စားနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးဏိရောဓသမဘတ်ကဝင်စားနေတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးဒီမှာလည်းမဟုတ်သေးဘူး အသက်မရှိတဲ့ပုဂ္ဂိုလ်ခုနှစ်ဦးရှင်ရင်ထဲမှာငါမပါဘူးငါဟာအသက်ရှူနေတဲ့ပုဂ္ဂိုလ်ရှင်ရင်ထဲမှာလားပါတယ်အသက်ရှူနေပါလျက်နဲ့ငါရဲ့အသက်ရှူခြင်းကိုငါမသိရင်ဒီငါရဲ့အာနေသောတတိပညာကြောင့်သာဖြစ်တယ်လို့ဒီလိုအကြောင်းဥပဒနီအားဖြင့်မူလရှုနေချက်ဝင်သက်လေးထွက်သက်လေးလေးဖြစ်ကြည့်နေတဲ့နေရာကနေစောင့်တာကြည့်နေပါတဲ့မိုးရှားကြလို့လည်းမရှားနဲ့နော် မုန်းကြတယ်လို့ဟိုချုံအောင်ရှာဒီချုံအောင်ရှာပြီးဟိုချုံအောင်ဒီချုံအောင်လိုက်ကြရမလားမရှာနဲ့ဒီနေရာမှာစောင့်ကြည့်ရမလဲဝင်တယ်လေထွက်တယ်လေကြည့်တဲ့နေရာလေးမှာသာစောင့်ကြည့်နေပါစောင့်ကြည့်နေရင်ဒီလေးလေးကိုတတိယသိမ့်ွေးစွာပြန်တွေ့တယ်တွေ့ပြီဆိုတာနဲ့စိတ်ကတည်းကငြိမ်ပါပြီမကြမ်းမီအချိန်ကာလအတွင်းမှာနမိတ်ဆိုတာစပြီးပေါ်တတ်ပါတယ်နော်အဲ့ဒီလို လိမ်မွေးနေတဲ့လိမ်မှာဘာဝနာစိတ်ကမြင်ဝဆိုရင်ငြင်းတဲ့ငြင်းအောင်ကတ်ထားလိုက်ခဲ့တော့ဉာဏ်တော်အပြင်နမိတ်ပေါ်ပါတယ်တဏှာကြီးလောက်တဏှာကြီးဝဲလောက်ဇက်တိုက်ဆယ်တိုင်လောက်သာငြင်းပါစေဉာဏ်တော်အပြင်နမိတ်ပေါ်တယ်သို့တော့စံကြာကာလမှာအလိုလိနေကကြိုးကြကြိုးကြဝင်နေသေးတယ်ဆိုရင်တော့တမာတိကခိုင်မလားမခိုင်မခိုင်ကံပြီးရင်တော့ဒီနမိတ်ကြီးမပေါ်တတ်တဲ့သဘောရှိပါလားနော်ကြိုးကြကြိုးကြမှန်လဲ အတွေးလေးတွေကမဝင်ပဲရက်လိုက်စိတ်ကညီဝတ်စွာတက်ပြီးကြီးနေပြီဆိုရင်တော့ဆယ်တိုင်းဆယ်ငါးတိုင်းကျော်သွားတဲ့အချိန်ခါနောက်မှာမြတ်တော်အောက်ရှင်ကနမိတ်စပေါ်ပါတယ်